တော်ကိုပြင်းတဲ့ကို message ပေးတာတို့တင်ကန်းလာပြီးတော့ lesson ပေးဒါတို့အလိုမျိုးအကိုရမ်းမုံပါတယ်ဘာလို့တော့အကိုကဒီကားကိုရရခြင်းရွယ်ချက်ကသူတို့ပေးတဲ့ပတ်စံနဲ့စိတ်ကျဉ်းနှံမှုတစ်ခုရမယ်ဆိုအကိုကျဉ်းနှက်ပါတယ်သို့တော့ညာလေဒီကားလေးကနေပြီးတော့သူတို့ယူစရာရှိတာယူသွားပါလိမ့်မယ်ထားခဲ့စရာရှိတာထားခဲ့ပါလိမ့်မယ်အခုနေတော့ဟာငါပေးတဲ့ဆရာကြီးလို့ဘလို့ message ကြီးပေးထားတာဘလို့ဟာမျိုးတွေတင်ပြထားတာဆိုတော့မျိုးမပြောချင်ပါဘူးအရေးကြီးကသူတို့ဘလို့ယူမလဲဆိုတော့သူတို့အုံတော့ရဲ့လက်ခံနိုင်သွားမယ်မူပြီးပါတယ် ီလောကမှာနာစရာရှိတိုင်းပြောရမယ်ဆိုတတလုံးငိုလို့တော့ပြီးမှာမဟုတ်ဘူးနာကျင်စရာမျိုးစုံဘယ်လိုပုံစံမျိုးနဲ့ပဲကြုံရကြုံအန်ချစ်ပြီးခံရအလိုတကူအရှုံးပီးတမှန်တည်အနိုင်ကျင့်ခံရတတ်တယ်မပွင့်လင်းတော့ကတော့ပိတ်ဆို့မှုတွေကြောင့်မိုးကျက်ခဲ့ရသလိုဖွင့်လိုက်တဲ့အခါကျတော့လေအားပြိုင်မှုရှင်ပြိုင်မှုနဲ့ဂျန်တဲ့အရာတွေတောင်းပေါ့နော်နော်နည်းနည်းလေးစိတ်ပင်ပန်းစေပါဒါပေမဲ့ ဒါလည်းသိထူးတဲ့အကြောင်းမို့လူဆိုတာအလုံးလုံးရင်ပတ်စံချရတဲ့အလုံးမှန်သမျှစိတ်သောကရှိတာကြီးပါပဲဒီတော့တော့ဘာမှမဖြစ်ပါဘူးတို့တော့ညာလေလူလူလက်လက်လိုရတဲ့အလုံးကတော့ပိုကောင်းတာပေါ့နော်ရပံဒီပါတိတိအဲ့ဒီတို့တပ်ပြမှာ ကတယောက်မှယုံကြည်မရှိဘူးအားလုံးကလူလိန်နဲ့လူရောက်မာတွေပဲရှင်တမအပေါ်မှာလုံးဝမယိုတာမင်းရဲ့စိတ်ထဲမှာအနီရောင်တွေဖုံးလွှမ်းနေသေးတယ်တန်ရှင်းစင်ကြဲတဲ့အဖြူရောင်စစ်စဲဆိုတာကိုဘယ်တော့မှရှာလို့တွေ့မှာမဟုတ်ဘူးနင်ဘဝတလျှောက်လုံးမှာလက်ပန်းဆိုတဲ့အကြောင်းကြားရတယ်။ဘုမောအမြင်တရားပြ သူ့နာမည်ကမပန်။တွေ့ရတင်ကြိုင်ရှားမစတဲ့။လာရပြောပေါ့နော်ဦးနောက်ပိုင်းကတော့မျိုးစုံရိုက်လို့ရလာတယ်ပေါ့ပေါ့အဲ့ဒီချိန်မှာမျိုးစုံဖန်တီးလို့ရလာတယ်အဲ့ဒီချိန်မှာကျွန်တော်ပြောချင်တာအမိုက်လဲပါမယ်ရွှေလဲပါမယ်ကိုဘောက်ကိုရွှေကိုယူပြီးအမိုက်ကိုဖယ်ကြပေါ့ဒါပဲရှိတာပဲအခုဆိုရင် internet မှာတော်တော်ခက်ဆန်းနေတယ်အပြရင်းနေဆိုတော့ဇကားတွေတော်တော်ကိုဝိုင်းနေတယ်ဘယ်လိုလဲများပြောချင်ပါလဲဗျာခုနကျွန်တော်ပြောဆိုတော့အမိုက်ကိုဖယ်လိုက်ပေါ့ဒါပဲရှိတာပဲဘာလို့အမိုက်ဆိုပြီးတော့ကြည့်နေကြအောင်ပါလဲသိရမလားအဓိကခက်တာတကူက အဲ့ဒီအမိုက်ကိုအင်တာနက်တွေ Facebook တွေတင်းကကြတော့အမိုက်ကိုလူရပို့သတိထားမိတော့တော့ပို့ဆိုးတာပေါ့အမအမိုက်ကိုအမိုက်နေရာမှာထားလိုက်သူပေါ့သူအမိုက်ပုံးနဲ့ရောက်သွားမှာပဲလေကျွန်တော်တို့ဗီဒီယိုနဲ့ရုပ်ရှင်လောကအခုတက်ပုံမှုမျိုးတို့တက်ဖို့အတွက်အဟံသားဖြစ်စေတဲ့အရာလေးတွေကိုယ်ပိုင်းဘက်ကလည်းသိပြရသေးဗျာလူတွေရဲ့စိတ်ဟုတ်ကဲ့ပါခင်ဗျာကိုယ်ပိုင်းနေနဲ့ဒီရုပ်ရှင်ကိုပြီးလို့ရှင်ရောရှေ့မှာဘာကရိုက်ကူရှိပါသလဲလားလောလောဆယ်မှာတော့ဒီကျမနေစီပါမှာဟိုအပြီးတက်နေတယ်နောက်လာတဲ့မှာတော့အခုတက်တက်တဲ့ဆိုတဲ့ရုပ်ရှင်ကိုအခုလို DCP စနစ်ကိုသွားလာမှာပေါ့နော်ဂျူရီးယားမှာ ဒီနောက်လာမယ့်2014နှစ်စပိုင်းမှာတော့ကျူပိရဲ့ခြေကြုံများဆိုတာကိုလိုက်ပါမယ်။ပေးတဲ့တွေကိုကျွန်တော်အထူးတလည်ပြောနေတာကကျွန်တော်ရဲ့ vision ပေါ့နော်။ကျွန်တော်ရဲ့ vision က satisfying ပါ။ကျွန်တော်ရဲ့ certifying ဆိုတာ happy ဖြစ်တာကိုကျွန်တော်ပြောတာမဟုတ်ဘူး။ certifying ဆိုတာသူတို့အနေနဲ့ကျွန်တော်ကြည့်တယ်ကျွန်တော်ကောက်ကိုကြည့်ရဲ့နေရာမှာစိတ်ချမ်းသာမှုစိတ်ကျဉ်တမှုရမယ်ဆိုရင်ကျွန်တော်ကျင်းတတ်ပါတယ်။အဲ့လိုစိတ်ကျဉ်တမှုရအောင်လဲကျွန်တော်အမြဲတစေကြိုးစားနေတယ်။ဒါတော့ကျွန်တော်တကယ်ကိုရင်ထဲကပြောတာ။ဒါဟိုးရင်ကျွန်တော်ဗီဒီယိုစားလုပ်တဲ့အခါ ပရိသတ်စိတ်ကျင်နေရမယ်ဆိုတဲ့စိတ်နဲ့လုံးလို့လေကျွန်တော်ဒီချိန်လေးထိရောက်လာပါတယ်ပရိသတ်ကျွေးထမင်းနဲ့စားရပါတယ်အဲ့တော့လေပရိသတ်ကိုရန်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါခင်ဗျာကိုပိုင်းအနေနဲ့ဒါတာတယောက်အမှုပညာဒါတာတယောက်အနေနဲ့ပေါ့နော်ပြောင်းလဲလာတယ်ဆိုတဲ့အပေါ်မှာရောဘယ်လိုလေးပြောချင်ပါလဲလေဗျာတကယ်တော့ပြောင်းလဲလာပြီလို့မြင်ပါသလားဗျာသာဖြစ်ပါဘူးကျေးဇူးတင်ပါတယ်